ဒီတစ်ခါမှာတော့ဂျွာနာမဲလေးကိုထဲမပြောတော့ဘူးဗျာတော်ကြလူကြီးမေတို့လက်ရှာနေကြမှာဆိုလိုပါဒီဝါလေးမှာတော့တော်ခေတောင်းလို့ခေါ်တဲ့ဝဆိုးမပွားကြီးတယောက်ရှိတယ်ဗျာတော်ခေတောင်းကကိုဒီကိုရရရောက်တဲ့လူလူကအသက်မေခွာကြောက်ပြူပါရင်သူမှာမအေးတောင်းလို့ခေါ်တဲ့အသက်ဆက်ရှိရွယ်တမီးလေးတယောက်လေးရှိပါတယ် မအေးတော်လေးဟာကြည်ပြော်ရှုပြော်ရုပ်ရည်လေးရှိတယ်ဗျာကြည်ကောင်းတဲ့ပြိုလေးဆိုတော့ရက်ွက်ထဲကဘဲကြီးဘဲလေးတွေကလည်းသူမကိုပိုးပန်းလေးရှိတာပေါ့အေးတော်မှာနန်းခေလို့ခေါ်တဲ့ရွယ်သူတငယ်ကြီးတယောက်လေးရှိပါတယ်နန်းခေဆိုတာကလည်းပါပေါင်းညာစာပေါ်ရမှာဟုတ်ပေရေးဘဲကြီးနဲ့ပေါ့တဲ့တငယ်ကြီးဖြစ်တယ်ဗျာဒါကြောင့်သူတို့ညောင်ရဲ့ဆက်စာကြီးကလည်းအတော့ကိုရင်းနှီးတဲ့သဘောဖြစ်ပါတယ် မအေးတော့ကတခြားသူတွေနဲ့ကွဲပြားတဲ့မိကလေးဖြစ်ပြီးရွာကလူတွေကတော့မလုံးတယ်လို့နာမည်ပေးထားကြပါတယ်။ဘာလို့အဲ့လိုပေးထားကြတယ်လဲဆိုရင်တော့ဒီဇလန်းလေးကိုဆက်ကြည့်ရတွေ့ရမှာပါ။နေအေးတဲ့ခြေလေးကိုရရင်တော့ရွာကို အချင်းပေါင်းတဲ့တရားကိုရောက်လာတပါတယ်။အဲ့ဒီအချင်းပေါင်းတဲ့စီကအချင်းတွေဟာအစမ်းရတာနဲ့အချင်းရတာကိုအချိုးကျကျပုတ်ထားတာကြောင့်လူတွေကအတော့ကိုတိတ်ကြပါတယ်။ ူစီကချင်ပေါရီဝယ်စားမယ်ဆိုရင်တော့အေဟိုပဲပါဆယ်ဆွဲမလားတခါတည်းဆိုင်မှာပဲထိုင်စားမလားဆိုပြီးရွေးချယ်စရာရှိပါတယ်။ဒါပေမဲ့အဲ့ဒါကဆိုင်ကဲမဟုတ်ပဲဟေးလေးပြီရွာလမ်းမကြီးဖြစ်တယ်ဗျာ။လူတချို့တော်တော်များများကတော့ဆိုင်မှာပဲတခါတည်းထိုင်စားလိရှိပါတယ်။အဲ့ဒီထက်မှမဲလုံးကေတို့ငွေကြီးမြောက်လဲပါတာပေါ့။ခြေပေါင်းစားတဲ့ကောင်မှ မျိုးတိမို့ရဲ့အဆက်ရတာကြောင့်မျက်ရည်ဝဲတာတို့နှစ်ကြီးထွက်တာတို့ဖြစ်တတ်တယ်ဗျာအခြေပေါက်စားရီနှကောင်းရမယ်အခြေပေါင်းတွေကတခေါင်းကျယ်တယ်ပေါ့ဗျာတခေါင်းရတဲ့ခြေတွေမှာဆွေတော့မလို့တင်တရားဖက်လာတဲ့နှစ်ကြီးတွေကိုသူ့ရဲ့လက်ပတောင်းနဲ့ပုတ်သက်ပြီးတော့ညီမလိုကြီးတိပားမှာတို့လိုက်ပါအမသာဘီဘီရှဲချောင်းရှိပဲထင်ရလှချတက်တဲ့ခြေလေးကြောင့်မယ်လုတ်နေဆိုတဲ့နာမည်ကိုရထားတာဖြစ်ပါတယ် အခြေပေါင်းတပကံစားလို့ကိုတဲ့ချိန်မှာတော့နောက်ထပ်တပကံထက်ယူဖို့လိုနေခဲ့တယ်ဗျာမလုတ်တန်တွေအနာမှာတာတော်ဆိုတဲ့ကောင်ကလေ ရှိနေခဲ့တယ်ဗျာတာတော်ကလေမလုတ်တွေကိုကြိုက်နေတဲ့ကောင်မိပြီးမျက်နှာလေးကသာချစ်စရာလေးဆိုပေမဲ့အတော်စားကြည့်တာပဲဆိုပြီးစားနောက်နေခဲ့ပါဟေးတို့တယ်မရုပ်ကလေးကတနာကမာနဲ့အစားကြည့်လိုက်တာနေကိုသာရရင်တော့ရှမ်ကျွေးနေမှာပူရတယ်ငါ့ဘာမှကြည်ကြည်မကြည်ကြည်နေဖို့ပါလို့လားဖိနာရဲ့နေလို့ကဲစည်းတဲ့ကံကို အလကားပေးတာတော့မမြူဘူး။နေ၊နေတော်တော်ရိုက်ပါလားဟ။ငါ့ကိုတင်လာလို့မဆဲနဲ့ဟ။တော်ရပါတော့။ဟဲ့ဇာထော။နေရင်လိမ့်စားတာကိုခံရမှာပေါ့။နေတော့နေသေး။သူတို့စားတော့လို့ပြီးမှာတော့ဒုတင်တရားကိုသစ္စာကိုနှဲ့ကြည့်လိုက်ပါလေ။ဒီနေ့ကိုတခုလောက်မှမလွယ်ရရေးစားမွေအေးပြောတဲ့လုံးတင်ဟာပိတ်ဆံမိကြံခဲ့တာတီးလိုက်ရပါတော့တယ်။ မက်ခင်ကလေသူ့တငယ်ချစ်ကိုအားကိုးပြီးလိုက်လာတော့အခြေပေါင်းတဲ့ချီမှာညောင်းတာမျက်စိမျက်နှာပြည့်နေခဲ့ပါအတီကြီးကန်ချင်းနာမည်ကောင်းမှုကျတဲ့တာတော်ကလေခြေကောင်းပဲဆိုပြီး သူရှိပေးမယ်လို့ပါတယ်အခြေပေါင်းရောက်တဲ့စိတ်တွေကလေကမာလေးတွေစားထားသမျှကိုသူရှိပေးပါမယ်လို့ပြောတာပေါ့ဒါပေမဲ့မဲလုတ်တဲ့တို့ကတော့အဲ့လောက်နဲ့ထင်မကြီးတာကြောင့်တာတော်လို့ခြေတဲ့ကျေးဇူးတင်စကားကိုလေတခေါတော့မဟာခဲ့ပါဘူး သူတို့လိုချင်တာကိုမရတဲ့တာတော့ကလည်းမိမကြီးလိုတက်တက်လက်အောင်ရပြန်ဖြစ်ခဲ့ပါလေ။ဟေးနေငါ့ကိုကျေးဇူးလေးတော့မတင်တော့ဘူးလား။ရေချင်းမှုဆိုလို့နည်းနည်းလေးတော့ရှိရဲ့ဟာ။ကိုရရောက်တဲ့နေမေကဆိုးမပွေချင်းမရှိဘူးထင်ပါရဲ့။တရောင်စားဟင်မပြည့်စလို့ပိတ်ဆံလေးနဲ့ကျေးဇူးကတေခံချိလိုက်သေးတယ်။နေငါ့မေကိုထဲပြောစရာမလိုပါဘူးခါ။လာပြန်ပြီဒီနေ့ရောက်မပြေးတော့ဘူး။သာထောငါတို့ကျေးဇူးတင်ပါရဲ့။ ဘယ်လို့ဆိုရပြီလားဒါတော့နဲ့မလုံးနေတော့ဟာဒီလိုနှလုံးဆိုပြီးဆိုတာနဲ့ကြိုက်ကြဟောက်ကြတဲ့အကျိလေးရှိပါရဲ့ညနေဆောင်ခြေလေးကိုရောက်တော့ဒေါ်ခေတောင်းကြောက်လေဘုံမှန်နေလို့ပဲအေးပြန်လာခဲ့ပါရဲ့ဒီနေ့မှတော့ဂေါ်ဒီကိုရဲ့ရောက်လို့ရတဲ့ပိတ်ဆံလေးနဲ့မရေကြီးတကောင်ဝယ်လာခဲ့ပါရဲ့တင်မီအမေငရေကြီးတကောင်ဝယ်လာတယ်မနေ့ကျရင်လိုက်ပြီးနေလေအဲ့ဒါရွာဝုံးကျောက်ကိုဆောသွားခဲ့ရမယ်မနေ့စောစောထပြီးတော့ အမိစာဓမိတ်ချက်ပေးလို့ရတယ်မလားဈေးရောက်ရတာပြင်မှန်လို့ငါထွက်ချင်းနိုင်မှာမဟုတ်တော့ဘူးမြင့်တကယ်ကြီးနန်းခီလေဘိုးကြီးကြောင့်သွားမယ်လို့ကြားတယ်နေတို့တူတူသွားကြပေါ့ဟုတ်ပြီလားဒါကြောင့်မနေ့၄နာရီလောက်မှာတော့မလုံးနေတရားကိုဓမိဟင်ထားချက်ခဲ့ပါတယ်ဒါပေမဲ့တိတ်တော့စေပြေမနေခဲ့ပါဘူးမရဲဆိုတာက တော်ယူနေမသိနေတဲ့ငါးမျိုးဖြစ်ပါတယ်။ဒါကြောင့်ငရဲကိုထူတက်ဖို့လို့ရေငရဲကခိုးတဲ့သွားတာကြောင့်အေအောက်ကိုဖြိုးချသွားခဲ့ပါတယ်။အေအောက်ကိုစင်ကြီးတဲ့ချိန်မှာတော့ငရဲကလည်းရှိမနေတော့ပါဘူး။ဘာလို့လဲဆိုတော့ငရဲကြီးဟာမေလာမြောက်တဲ့ကိုခိုးစင်းသွားတာကြောင့်မလုံးတယ်လေပြဿနာတက်ပါတော့တယ်။တနင်္လာရက်စားကိုဒလွဲများနဲ့စတင်လိုက်ပြီးတော့သူ့မေကြီးသာတည်ရင်တော့တမင်စည်းစာမိမဲ့ကြီးရှိပါတယ်။ဒီပေါ်တိုင်းဆိုရင်တော့အချင်းဒီသိမှန်လာကြောင်းမလုံးတယ်လေ တကုတ်ကိုကြံရပါတော့တယ်။အဲ့ဒီချိန်မှာတိုက်ဆိုင်စွာနဲ့ပြီးဖို့ချတဲ့ကိုရောက်လာတဲ့ကြွက်ကလေးကိုမြင်လဲရပါတယ်။ဒါကြောင့်ရွှေညာတော်ဆူရောက်သွားပြီးရောက်လာတဲ့ကြွက်ကလေးကိုဒုံးနဲ့စော်တက်လိုက်ပါတယ်။အဲ့ဒီကြွက်ကလေးကိုအမွေနှိုးငယ်ကြီးတွေကိုတက်ဆင်ပြီးတော့ခရံတီလေးနဲ့ယော့ပြီးဟေးဝူထဲထည့်ချလိုက်ပါတယ်။ဟေ့ချက်ပြီးတဲ့ချိန်မှာတော့ကျွဲ့ခရမ်းသီးချက်လေးကိုဘုန်းကြီးကျောင်းသွားပို့ခဲ့ပါတယ်။အလွဲတွေကအလောက်နဲ့တည်းပြီးမသွားခဲ့ဘူးဗျာ ဘိုးเจ้าကိုရောက်တော့လေဘိုးကြီးလူနဲ့ဒူတူစုဟာသူမကိုကြည့်ကြည့်လက်စီရှုံနေခဲ့ပါတယ်အဲဒါကြောင့်တငယ်ချင်းပြတဲ့နန်းခင်ကလေသူ့ဘက်ကိုကြည့်လိုက်တော့အေဂျီကပြောင်ပြန်ဖြစ်နေခဲ့ပါ යි အေဂျီကပြောင်ပြန်ဖြစ်နေတော့ချိုရိုးတွေကလေအပြေထွက်နေကြတာပေါ့နန်းခင်ကလေသူ့တငယ်ချင်းကိုအေဂျီပြောင်ပြန်ဖြစ်နေတဲ့ဆိုတဲ့ကြောင့်အတိပေးခဲ့တယ်ဗျာလိုတင်မှဆိုတာကလေမထေမထင်သလို လိုချတဲ့တဲ့အခြေအနေနဲ့မတင်မဲ့ထားတာရေတခုကိုလိုချပါတော့တယ်။ဘိုးကြီးလူနဲ့လူဘိုးလေကြီးမှာကြောင်ကြံဖြစ်နေတဲ့အင်ဂျီကိုချွတ်လိုက်ပြီးတော့ပြန်ပြေးဝေဖို့လုပ်ပါတယ်။အဲ့လိုလိုချလိုက်တော့အရှိကဘိုးကြီးလူလေးငလုံးတွေပြုတ်ကိုပြီးတရွေးထပြီးကုန်ပါတော့တယ်။ဒူမာရေချွေဝဲနေတဲ့အသားရည်လေးတွေကြောင့်ဦးစင်းတို့လေမင်နာကိုရီရင်းနဲ့ပတ်ခံလိုက်ရတယ်လို့ထူပူသွားခဲ့ကြပါတယ်။ငယ်ကြီးနှက်ခင်ကလေရောမိတဲ့ငါကပဲမှားပါလေဆိုပြီးစိတ်ကြီးစွာနဲ့ကြည်နေပါတော့တယ်။ လုတ်တီမနေတော့လှုပ်ချလိုက်ပြန်ပြီဘလို့တက်တီမျိုးနဲ့လူပိုလေကြီးမှာအင်းကြီးချွတ်ရရတာလေဒီမရှိဘူးလားဟင်မရှိပါဘူးဘာလို့ရှိရမှာလဲမနေလို့ကြေဝတ်တဲ့ဥစ္စာဘာမှရှက်စရာမရှိဘူးနေမရှိပေမဲ့အရှင်ဘုရားတွေကတော့မျက်နှာနေရဲကုန်ပြီလူတွေကြတယ်ပြောနေလို့လည်းမထူးပါဘူးဆိုပြီးနန်းခင်ကပဲလက်သီးစွာနဲ့ညီနေလိုက်ပါတော့တယ် တို့နေရာမှာရှိတဲ့သူတွေကလည်းလို့တင်မကိုကြည့်ပြီးတိုးတိုးလေးရည်တဲ့သူကကြီးအတေးပြောတဲ့သူကပြောနေမိကလေးတံမေရှက်မရှိဘူးပါညာနေပြောဆိုနေခဲ့ကြပါတယ်သားသမီးမကောင်မိဘကောင်ဆိုတဲ့အတိုင်းအမေကမဆိုးမဘူးလားဆိုတဲ့စကားနဲ့ဝေဖန်နေခဲ့ကြပါတယ်။တကယ်တော့သူမမေဘလောက်ပဲဆိုမှဆိုမှသူမကိုယ်တည်းကဆိုးမတော်တယ်လို့များတာပါ။သူတို့နဲ့ဆိုးကပ်ပြီလို့အပြံမဲ့ချေကိုရောက်มาလေဒိုးတင်มาတယောက်နောက်ထပ်လှုပ်ချပြန်มาလေ ဘိုးကြီးတွေကိုအူချနေတဲ့ခြေဆိုတော့နောက်လူတွေရဲ့မျက်နှာဟာသူမရဲ့ဒေဘာနံမှာရှိနေခဲ့တာပေါ့အဲ့ဒီခြေကိုရောက်မှတဲကလေးကအောက်ထာမှန်သိတဲ့ဘုဒ္ဓလိုဟာအတန်ကျဲစွာနဲ့ထွက်ပေါ်လာခဲ့တယ်ဗျာနောက်မှရှိတဲ့သူတွေကလည်းအူချရှိခိုးနေတဲ့ခြေဆိုတော့အပေါင်းနှားတွေတက်သွားပြီးတော်တော်လေးခံစားလိုက်ရပါတယ်ဟေးအနောက်မှာလူရှိတယ်ဟာနည်းနည်းပါးပါးအလိုက်ကန်းစိုးလေးတိပါဦး ။အနေညာကလည်းရေဘဲတောက်ထင်မျိုးဆုတ်ထားတော့နတ်ကလူတွေလည်းနှာခေါင်းတွေကော့လံကိုကြပါရီ။အဲ့တော့မှနတ်ခင်ကလည်းဒီလောက်တောင်တရဲလို့ချေအုပ်စုပြီးရေလို့စာကျွေးလိုက်လိုက်ပါရီ။ဟဲ့ဘာလို့အီကိုအဲ့လောက်ကြဲကြီးပေါက်ရတာတော့။နင်ကတော်တော်ရှက်ခွဲတာပဲ။လို့တင်မရဲ့ဖြစ်ကိုကြည့်ပြီးဘိုးကြီးတွေကလည်းမအောင်နိုင်ကြတော့ပဲဟဲ့ဟဲ့ကွဲအောင်ရီမောကိုကြပါရီ။ဒါကြောင့်တမ်မာယူကြီးတို့ခုလိုလေရီတာပင်နဲ့တိရှံသွားကြတယ်ဗျာ။ ီးတဲ့ချိန်မှာတော့ကျမတို့ရောက်တယ်အေတို့ပြန်လာခဲ့ကြပါတယ်။နေကလည်းလက်ဆံပြောက်ချက် နားလိုက်တာဟဲ့။ကလောက်တော့လို့ရလား။မိကိုဒီထက်တော့လို့ရမှာ။မိလေးဖြစ်ပြီးတော့ရှင်းမရှိ။ဤကိုအဲ့လောက်ကြည်ကြီးပေါက်ရသလား။ဘာဖြစ်လဲ။ဤပေါက်တာဆန်းလို့လား။နေကရော မပေါက်ဘူးလား။ဟဲ့။မိလေးဆိုတာအဲ့လိုဤပေါက်ချင်တဲ့ပေါက်နေချင်တဲ့ကီလိုရတဲ့အမျိုးမဟုတ်ဘူး။ကိုဘာသာပြန်သွေးကြည့်ပါဦး။နေဤပေါက်တာတရက်ွက်လို့တော့ကြားလောက်တယ်။ နေနေတော့ခက်ပါရဲ့အဲ့လိုနေချင်းသလိုနေလို့ဘူးမလာမကြိုက်တော့ရဘလို့လို့မလဲနှောက်မှနှောက်တော့ရမယ်နော်အမေပြတဲ့အဘွားခေတော့ကလည်းသူ့တမီးရဲ့တရေတူကိုကြားပြီးတော့စိတ်ညစ်နေကြရပါဆက်ပြဆက်ပြနဲ့အဲ့လိုတရွဲတွေလူလေးရှိတာကြောင့်သူ့တမီးလေကောင်းသားကောင်းမြမှာစိတ်ပူနေခဲ့ပါတယ်ဒါကြောင့်သူမရှိတော့တဲ့အချိန်သူ့တမီးတွေစင်တီစေဖို့အတွက်ပိုက်ဆံတွေကိုပဲတကြိုးတစားရှာပွေနေခဲ့ရပါတယ် လို့တင်မလို့ရွာမှာရောက်နေတဲ့အသားငါးတွေဟာအတော့ကိုလက်ဆက်ပါတယ်။ဘာလို့လဲဆိုတော့ဈေးထဲမှာခြာရောက်နေတာမျိုးမဟုတ်ပဲတလနေမှာတစ်ခါလောက်ရောက်လာလေရှိတာမို့လို့ပါ။အဲ့ဒီချိန်ဆိုရင်တော့တင်မောင်ဆိုလို့ခေါ်တဲ့ကောင်လေးတယောက်ဟာလေငယ်လေးတစ်စီးနဲ့ရွာထဲရောက်လာလေရှိပါတယ်။ဒီတစ်ခါမှာတော့ဒိုးတင်မတို့ငယ်ကြီးနှောက်လေပစောထုလေးတွေစားကြည့်တဲ့အတွက်ဈေးတဲ့တင်မောင်ဆိုကိုစောက်နေခဲ့တာပေါ့။ တို့စီကိုဈေးတဲ့ရောက်လာတာနဲ့နန်းခင်ကပဲဝယ်မဲ့ပဇော်ထုတ်လေးတွေတွားရောက်ရွေးချယ်ခဲ့ပါတယ်ဈေးတဲ့လေးတင်မောက်ဆိုးဟာအပေါ်ကိုမောကြည့်လိုက်တဲ့ချိန်မှာတော့လို့တီမှာအောက်ဆလွတ်နေခဲ့တာကိုတွားတွေ့ခဲ့ပါတယ်မောက်တင်မောက်ဆိုးလေးအတွေးပစ္စည်းတွေကိုမြေပြီးတော့မင်းနာကိုရေနွေးပူပူနဲ့အပက်ခံလိုက်ရတယ်လို့ဖြန်ကနေထူပူသွားခဲ့ပြီးခေါင်းတို့မဖော်နိုင်ပဲဖြစ်သွားခဲ့ပါတယ်လို့တင်နေကြတဲ့ငားလေးတွေလည်းပါတယ်နေလာရွေးလှဲ့အောင်မလား မတ်စကတ်ကြီးနဲ့ဘလို့ဆင်းလာမှာတော့နေမဲ့ရွေးလိုက်ပါနားကြီးလေဒူမရဲ့စကားကြောင့်အပေါ်မောကြီးလက်တဲ့ချိန်မှာတော့ပဇဲဟကနဲ့ဖြစ်သွားခဲ့တယ်ဗျာဘာလို့လဲဆိုတော့အခါနေကြီးတဲ့ချိန်မှာလို့ဒီမရဲ့စကတ်ကွဲကြောင်ဟာနေရောကြီးအောင်မှာမမီသိတာရဲ့ထင်းသားမိနေခဲ့ရတာပေါ့ဈေးတဲ့ကိုကြည့်လိုက်တော့လေအသားပြူတဲ့သူပြီးပြီးမျက်နှာကနေရဲနေတာကြောင့်သူတခုခုမြင်လိုက်ပြီဆိုတာနန်းခင်ကလေရေးမိသွားခဲ့ပါတယ် အဲ့ဒါနဲ့သူတို့လေဝစီဟာရှိတာဝယ်ပြီးတော့ကမဂဒန်ထွက်လာခဲ့လိုက်ကြပါတယ်လို့တင်နောက်တစ်ခါအဲ့ဒီလူလာရင်နေကိုတဲမလဲနေတော့တိလာနေစားကြည့်တာတွေငါကိုယ်တည်းပဲဝယ်ပေးပါမေငါ့ကိုပက်ဆန်တာပေးတာဟုတ်ပြီလားဟင်ဘာလို့လဲနေအဲ့ဒီလူကိုကြိတ်နေတယ်မလားတိတ်လေကြိတ်ပေါ့ဟေငါမလုပ်ပါဘူးအခြေတဲ့တွေလေစိတ်မွေစားနိုင်သေးပါဘူးငါ့ဘာသာတော့ပျော်လို့မဝသေးတဲ့ဥစား ဘာမှစိမ့်မဲ့ဘူးနဲ့နေကလူကိုကြိုက်တယ်လို့ငါကလည်းသူ့ရဲ့ပဇော်တန်းကားတွေကိုပဲကြိုက်ပါတယ်သူ့ရဲ့တန်းကားတွေကလည်းလက်လက်ဆက်ဆက်လေးဆိုတော့မဝရင်တောင်မှကြီးချင်စရာကြီးကြီးချင်စရာကြီးဟုတ်လား तू ကလည်းအခုဆိုဒီလိုပြောနေလောက်မှာပါတကောင်လို့ပြရင်တောင်မှအရင်မမြင်တဲ့လိုတင်ကတော့ဒီစကားကို နားမလည်ခဲ့ပါဘူးဒီလိုနဲ့တလက်ခွဲလောက်ကြားလဲချင်းမှာတော့အေကိုလူနှစ်ယောက်ရောက်လာကြပါတယ် သူတို့ထေကတယောက်ကတော့ရွာထဲမှာအသားငှားတွေလာရောက်နေတယ်မောက်တိန်ဆိုးဖြစ်ပါတယ်လို့တိန်ကလည်းအိမ်မှာရှိတဲ့စတီးဖလောက်ွက်နှလုံးကိုရေးပြီးထက်ပြီးတော့အဲ့ဖဲတို့ကိုအဲ့ခံထားခဲ့ပါတယ်လို့တိန်တို့အေကိုအဲ့ဖဲရောက်နေတဲ့တင်ကြတော့နန်းခေလည်းစိတ်ပူပြီးချစ်ချင်းလာကြည့်ခဲ့ပါတယ်အဲ့ဖဲရောက်နေတယ်ဆိုလို့ကျမလာကြည့်တာပါရှေးတို့ကဘသူတွေလဲဒါနဲ့ရှေးကကိုတင်မောက်ဆိုးမလားဘာကိစ္စနဲ့ရှိလို့လဲမသိဘူးဟုတ်တယ်မကြီး ဒေါ်ခီသားဆိုတာမအေးသောရဲ့အမေမဟုတ်လားမအေးသောရဲ့အမေနဲ့တွေ့ချင်လို့ရောက်လာတာပါအော်အမေကိုတွေ့ချင်လို့ကို အမေကဈေးမှာကော်တီကော်ရဲတွေရောက်လို့ကိုမှပြန်ရောက်လိမ့်မယ်အော်ဟုတ်လားဗျာရပါတယ်ဘလဘဲကြာကြာတတော်တူစောင့်နေပါတယ်ဒါနဲ့အကိုတို့ကဘာကိစ္စများလဲအမေကို တွေ့ချင်နေဆိုတော့ကျမတမဲတွေလို့တဲ့ကြောင်းလာတိုင်ကြတာလားမဟုတ်ပါဘူးနည်းနည်းရေးကြည့်လို့ပါဟဲ့ဟဲ့ အခြေတခုကြတဲ့အခါမှာတော့အဘွားခင်တောင်းလေအေဒိုရောက်လာခဲ့ပါတယ်။အေဂူအဲ့ဆက်ရောက်နေကြတာပဲ။ဘာကိစ္စမှန်ရှိလို့လဲ။တွေ့ရတာဝမ်းသာပါလေတော့။အတော်ကအေးသောရမယ်မဟုတ်လား။တတော်ကဟောဒီကတင်မောင်ဆိုးရဲ့တငယ်ကြီးပါ။အလိုက်ရင်ကိစ္စကတော့မအေးသောလေးကိုသူ့ရဲ့တငယ်ကြီးကမိသားဖာသားပြီးပြီးတောင်းရလက်ထဲချီလို့ပါဗျ။သူမမိသားစုဝင်တွေကလည်းမရှိတော့ဘူးဆိုတော့သူတို့ကပဲမျက်နှာထူဆောင်နေစကားလမ်းကြောင်းပေးရတာပါ တော်တို့ဘက်ကရောဘလို့သဘောရလဲမသိဘူးဟမ်ငါသမီးကကလေးစိတ်တော့ကိုသေးတာမဟုတ်ဘူးကွယ်ဒီခုခုဆိုရင်လေအရာရာနဲ့အကြောင်းအကြောင်းရှက်ပြရှက်ပြနေတလွဲတွေပဲလုံနေတာအေးတော်ပြုလို့မဖြစ်သေးပါဘူးကွယ်ဖြစ်ပါတယ်ဗျဖြစ်ပါတယ်သူဘလို့ပဲနေနေကျတော်တီးခတ်နေမှာလေတလွဲတွေလို့ရေလေသူတို့ကနေပဲနောင်းဝင်အောင်ပြောမှာပါဒီလိုတလွဲတွေလုတာလေးကိုပဲကျတော်ရည်တဲ့နှလုံးသားတွေကချင့်မိသွားတာပါ အတော်ဘာမှစိမက်ဘူးနဲ့တီလာကျတော်ငငယ်လေးကလေးကမိဘနှစ်ပါးကဆိုးသွားပြီးတော့တယောက်တည်းတော့ကိုကလေဘိုးကြီးဝင့်နေတာလေဒါကြောင့်တော်ပါတယ်ထက်မြက်ပါတယ်ဆိုတဲ့မိမမျိုးကသူတို့ရဲ့ထီးချမ်းမှုတွေကို နားလည်နိုင်မှာမဟုတ်ပါဘူးကလေးလေးတယောက်လိုဖြူစင်ရိုးသားတဲ့မအီတောက်လေးကပဲကျတော်လိုချင်တဲ့နှွေးထွေးမှုလေးကိုရမှာပါသူပါရွယ်လို့လို့ကျတော်သူ့ကိုပြည့်မိမှာမဟုတ်ပါဘူးအဲ့ဒါကိုကျတော်ဂရီပေးပါတယ်နော် ပြီးရင်ကလေးလေးတွေဝေးပြီးတော့ဖူးနဲ့တက်တက်လို့ပျော်ပျော်နေသွားချင်တာပါမင်းရဲ့ဟာကလေညာလာကြည်လာကွဲအေးပါအေးပါဒါမဲ့သူ့ရဲ့သဘောထားကိုလည်းမေးကြည့်လိုက်ဦးမယ်သူကလက်ခံရင်တော့အတော်လေးဘာမှမပြောလို့ပါဘူးတမီတမီရဲ့သဘောကရောတမီရဲ့သဘောကတော့အမေတို့သဘောပါပဲအမေတို့ကြိတ်တယ်လို့စီစဉ်ကြပါနော်တို့ဒီမှာခေါ်မအေးတော့ဟာ ရေပေါ်ရမှာမရှိပေမဲ့လာတောင်းရတဲ့တင်မောက်ဆိုးတို့ကိုတော့ရှေ့နေခဲ့တယ်ဗျာဒါကြောင့်ငွေကြေးဖြစ်သူနန်းခရဲ့ပေါ့တရိုးပေါ်မှာခေါက်ဆုပ်ပြီးတော့ကြိတ်မိရည်နေခဲ့တယ်ဗျာကမအန်နေအန်နေရှေ့နေတယ်ပေါ့နေကြတဲ့ပဇော်ထုတ်လေးတွေအများကြီးစားလို့ရပြီတိလားငါနှစ်တွေ့ဝမ်းသာပါလေအဲ့ဒီချိန်မှာတော့လူကြီးမေလို့ပဲတစုတယောက်ဟာကြောက်တဲ့ကြိတ်ငုံနေခဲ့တယ်ဗျာအဲ့ဒီသူကတော့လို့တိမောက်ကိုကြိုက်နေတယ်တာတော့ဆိုတဲ့ကောင်လေးဖြစ်ပါတယ် ဒါတော့ဟာခြေတလန်းနောက်ကျသွားခဲ့တာကြောင့်တခြားသူနောက်ကို ပါသွားခဲ့တာပေါ့သူကြိုက်တဲ့လူတွေမှာကလက်ထက်တော့မဲဆိုတဲ့တင်ကြတော့ဝမ်းနေစွာနဲ့သူ့ရဲ့စီစီကိုပြောင်းလဲပါတယ်လူတွေမှာလည်းမရှိတော့ဘူးဆိုတော့လူတွေမှာရဲ့တငယ်ကြီးနန်းခင်ဘက်ကိုခြေဦးလှည့်လာခဲ့ပါတယ်အစားကတော့နန်းခင်ကတိတ်တဘောမကြခဲ့ပါဘူး နောက်ကကကြော်တက်သွားတာခံရရတဲ့တာတော်ကတော့တင်ကန်းစာသွားကောင်းရသွားခဲ့တာကြောင့်နေနေညာညာဝိလိယထားပြီးစူးစမ်းပန်းစာနဲ့နားခင်ကိုလိုက်ပါတယ်။ဒါကြောင့်နားခင်ကလေစူးစမ်းမှုကိုအတိမဲပြုပေးခဲ့ရပါတယ်။အေဒိုရဲ့မေဂလာပွဲကိုကြီးပတဲ့ချိန်မှာတော့တီဝါလို့ကိုဖိတ်ခေါ်ပြီးသမီးရဲ့၆စီအောင်ကျွေးမွေးလူတန်းခဲ့ပါတယ်။သူ့ရဲ့သမီးလေးလေကောင်းသားကောင်းရပါမလားလို့စိတ်ပူနေတဲ့တော်ခေတောက်လေခုမှပဲစေအေးလက်အေးပြိုးနေနေမှာတော့တယ်။ရေက ဇေကြီးပန်းကြီးရောက်ခဲ့ရတဲ့ကောဒီကောရဲတွေကိုလေသူ့သမီးရဲ့မိဂလာနေရဲ့မှာရရရော်ရော်နေဖလီကျွေးခဲ့ပါတယ်ဒီနေ့ဟာသူတို့အသားမိနှောက်တွေအပျော်ရွှင်ရဆိုနေဆိုလေဟုတ်ပါတယ်တခြားမိသားစုတွေမှာတော့အေတောင်းပြုတ်သွားရေးဝိုင်းနေငွေကိုကြပြီးမေမလုပ်တင်ဆိုတာကလေကလေးဆိုကြီးဆိုတော့ထိရသေးရသက်သာလဲဆိုပြီးပြောနေတာဖြစ်တယ်ဗျာမလို့နေကလေမလို့တင်ပြီးပြီးမေကလာနေမှာတပြက်ကြော်နေတမိစကိုနေပြီးလဲကြမလို့ဖြစ်သွားခဲ့ပါတယ် ဒါပေမဲ့သူတို့သားလောက်ကသူ့ကိုချီမီကယ်လိုက်နိုင်တယ်ဗျ။ဒီလိုနဲ့ပျော်ရွှင်စရာမင်္ဂလာနေ့လေးမှာအရာလိုကပျော်ရွှင်စာနဲ့တီးဆုပ်သွားခဲ့ပါတယ်။ကေမွန်ဆိုးဆိုတာကလည်းအုပ်စဘောယူချောဆိုတော့မလုံးနေတို့တာမီဘွားတွေကလည်းတစ်စိတ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။တမဲကောင်လေးရသွားပြီးတဲ့နောက်ပိုင်းမှာတော့အဘွားခင်တော်ရဲ့ချင်းတွေဟာရေလိုကောဒီကိုရတောင်ရောက်စရာမလိုတော့တဲ့ချင်းတွေဖြစ်လာခဲ့ပါတယ်။ မအေးတောင်းကလေယောက်ျားနောက်ကိုလဲ့နေတယ်ဆိုပေမဲ့တပည့်ကတခါလောက်သူ့မိစီလာလေလေးရှိတာပေါ့လို့တင်မာတို့ကတော့ဘလောက်တော့လဲဆိုရင်ညာပြီးတာနဲ့ဘလောက်မှမကြပေသူတို့ရဲ့ရည်သွေးလေးကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်တငကြီးဖြစ်တဲ့နာကီစီကိုလေမကြခဏသွားလဲရေသူတို့ရဲ့ခင်မင်မှုကလေမပြည့်တည်ပေရှိနေခဲ့တာပေါ့ မလုံးနေခေါ်မအီတောက်ကျောက်ဟာအခုဆိုရင်တော့ယောက်ျားသားကလေး၄ယောက်တော့ရှိနေခဲ့ပါပြီအကြီးဆုံးသားလေးက7နှစ်ဖြစ်ပြီးဒုတိယကောင်လေးက10နှစ်တတိယကောင်လေးက9နှစ်ဖြစ်ပြီးအမေဆိုးကောင်လေးကတော့လာသားရွယ်လေးဖြစ်ပါတယ်မိကလေးတွေဆိုရင်တော့ဘလောက်ပဲတုံးမကြနေပါစေအဲ့ဒီတုံးမကြတာကမှချစ်တဲ့သူတွေကရှိပါတယ်ဒါပေမဲ့ကိုကထိခိပြီးတလွဲတွေပဲလုံနေမယ်ဆိုရင်တော့ဝမ်းသာသာလေးဖို့ပြောချင်ပါတယ် ဘာလို့လဲဆိုရင်တော့တက်တက်လို့မိမရတော့မှမဟုတ်လို့ပါဒီဂရီရဲ့တက်ဆမ်ကတော့ဒီလောက်ပါပဲဗျာအခုလိုဗီဒီယိုတွေကိုလည်းအချိန်တိုင်းတင်ဆက်ပေးနေတာကြောင့် subscribe လုပ်ဘေးနားကခေါင်းလေးကိုနှိပ်ပြီးစောင့်မျှော်အားပေးနေပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်